ဒီနေ့သာသနာတော်နှစ်2565ခုကောဇာနှစ်1383ခုဘွာကောင်လာပြီကျော်မနေ့ရက်တော်နေ့ရက်24ရက်8လပိုင်း2020ခုနနခင်ခါကာလရန်ကုန်မြို့မှာနေထိုင်ကြတဲ့ကွယ်လွန်သူ မိခင်ကြီးဒေါ်အောင်မြင့်62နှစ်တလားပြည့်ရည်ရွယ်ပြီးတော့ကျန်ရကြတဲ့မိသားစုများကမိမိတို့ရဲ့မိခင်ကြီးအကယ်၍မြာကွယ်လွန်နေဆရောက်ခဏဤကာလမှာပုထုဇဉ်တဘာဝမကောင်းတဲ့အတွေ့အမြန်တွေးမိလို့မကောင်းတဲ့ဘဝတွေကိုများရောက်သွားခဲ့လို့ရှိရင်ကျန်ရကြတဲ့မိသားစုတွေပြုလုပ်ထားတဲ့ကုသိုလ်ကောင်းမှုကို ဝမ်းမြောက်မှုမတရုခေါ်ပြီးတော့ကောင်းရမြတ်ရာပုံဘဝပုံဌာနရောက်ရှိရရှိစေဖို့ဆိုတဲ့မုံမြတ်တဲ့ရည်ရဲချက်နဲ့သာသမီတို့လှုပ်တဲ့လှုပ်ထိုက်တဲ့ကွယ်လွန်သူအတွက်လှုပ်လို့ရတဲ့ဒီမုံမြတ်တဲ့အလုပ်ကိုလှုပ်ကြတယ်ပေါ့နော်အဓိကကတော့မိခင်ကြီးကိုရည်စူးပြီးတော့လှုပ်ကြတယ်ပေါ့အဲ့တော့ဘုံဘုံတို့အမြတ်တမ်းပေးဝေတယ်ဆိုတာ ိုမှာအမျှဝေစေရာ ကုသိုအရင်ရှိဒါမှအမျှဝေလို့ရတာဟိုအဲ့တော့ကုသိုလ်ဆိုတာလည်းပဲအခအားလျော်စွာ လုပ်နေကြတာဆိုတော့ကုသိုလ်ကလည်းအမျှဝေဖို့အတွက်ရှိပြီးသားပါပဲသို့တော်လည်းပဲအမျှဝေကနည်းလေးမှတတ်တမတ်မတ်ဒါအမိအတွက်ရည်ရွယ်ပြီးတော့တို့ကုသိုလ်ပြုတယ်ဆိုတဲ့သဘောလေးပေါ့တကယ်တမ်းကဒီလိုတတ်တမတ်မတ်ကုသိုလ်ကောင်းမှုကြီးပြုပြီးတော့အမျှဝေမှရင်လို့မဟုတ်ပါဘူး မိမိတို့ဖျားဝတ်တဲ့တိုင်းမေတ္တာပို့တိုင်းတရားဘာဝနာပွားများတိုင်းလည်းပဲအမျှဝေလို့ရတာပါပဲအမှန်ကအမျှဝေတယ်ဆိုတာငါပြုနေတဲ့ကုသိုလ်ကိုသင်သိနိုင်မြင်နိုင်တယ်ဆိုလို့ရှိရင်ဝမ်းမြောက်တဲ့စိတ်ဝမ်းသာတဲ့စိတ်သဘောတူတဲ့စိတ်ဖြစ်ပါလို့တာတုခေါ်တယ်ဆိုတာတာတုဆိုတာကောင်းနေလို့ဝမ်းသာတဲ့သဘောကိုလုံနေတဲ့ကုသိုလ်ကောင်းမှုကိုထောက်ခံလိုက်တဲ့သဘော ကိုလုံနေတဲ့ကုသိုလ်ကိုဝမ်းသာတယ်ဆိုလို့ရှိရင်အဲ့ဒီဝမ်းသာတဲ့ပုဂ္ဂိုလ်ရဲ့တန်တမာလည်းပဲကောင်းမှုဖြစ်သွားတာတော့ကောင်းမှုကိုဘုံဘုံတို့ကတာဓုခေါ်တဲ့နီးအမြဝေတဲ့နီးနဲ့ပဲမျှဝေလို့ရတာဒီတိုင်းဘုံဘုံတို့ဓာတ်အလုပ်ထားတဲ့ကုသိုလ်ကိုမင်းယူတော့လို့ပေးလို့ရတာမဟုတ်ဘူးအဲ့တော့ကိုလုံထားတဲ့ကုသိုလ်ကိုတစ်ဖက်ကအော်တော်လိုက်တာလုံနိုင်လိုက်တာဟုတ်လိုက်တာလို့စိတ်ထဲကဝမ်းသာသွားတယ်ဝမ်းမြောက်သွားတယ် ဒါကိုတာတုခေါ်တယ်လို့ပြောတာတာတုဆိုတဲ့စကားကိုကဘာတော့ဝမ်းသာတယ်ကောင်းတယ်လို့ပြောတာဟုတ်လားအဲ့တော့ကိုကဘယ်လိုကုသိုလ်ကောင်းမှုကိုပဲလှုပ်လှုပ်လှုပ်ပြီးတိုင်းလှုပ်ပြီးတိုင်းအမျှဝေနိုင်မယ်ဆိုလို့ရှိရင်တကယ်လို့မိခင်ကြီးကလည်းလိုအပ်နေတယ်ဆိုလို့ရှိရင်အဆင်ပြေသွားနိုင်တာပေါ့ဟုတ်လားဒါကြောင့်မလို့ကိုယ်လွန်သွားတဲ့ပုံကိုအတွက်ဆိုတာတဲ့ကျင့်ကြရတဲ့တရားနာကြတဲ့ပုံကိုယ်တွေအတွက်ပဲအဓိကကြီးပဲပြီးတော့ဘုံဘုံတို့တရားစကားပြောဖြစ်တယ်ပေါ့နော် ဘာဖြစ်လို့လဲဆိုတော့အမြှဝေမဲ့ပုဂ္ဂိုလ်ရဲ့တန်တံမှာကုသိုလ်တွေကောင်းကောင်းဖြစ်သွားဖို့ကပိုရေးကြီးတာ။အိုးဟုတ်လား။အဲ့ဒါကြမှာအမြှဝေတဲ့အခါမှာပူပြီးတော့ထိထိရောက်ရောက်ရှိမယ်လို့လည်းပဲဆိုနိုင်ပါတယ်။နော်။ဒါကြောင့်ဘုန်းဘုန်းတို့ကာယကံရှင်မိသားစုများကိုဘုန်းဘုန်းတို့အလွန်နှစ်ချိုက်တဲ့ကြိုက်တဲ့နောက်တုတ်တန်လေးတစ်ပုဒ်ပြောပြခြင်းနဲ့ ဒီတုတ်တန်လေးကိုဘယ်ကနေစပြီးတော့ပြောရင်တော့ဆိုတော့လူတိုင်းကြားဖို့နေတဲ့ဂါထာလေးကနေစပြီးတော့ပြောခြင်းအိဇေဝကိစ္စမာတ္တဗံကောဇေညာမရဏံသူဝေနာဟီနောတင်္ကရံတေနမဟာတေနေနမေစုနာအတိဘေယဘာပြောတာတော့အိဇေဝကိစ္စမာတ္တဗံလှုပ်တင်လှုပ်ထိုက်တဲ့ဒီကောင်းမြတ်တဲ့အလုတ်ကိုဒီကနေ့ပဲလှုပ်ဖြစ်အောင်လှုပ်လိုက်ပါတဲ့ ဘာဖြစ်လို့လဲဆိုတော့ကောဇေညာမရဏသူဝေမနေ့ပြန်မှာရှင်တန်ခွင့်ရဦးမယ်မရဘူးဆိုတာကိုဘယ်သူမှအတိအကျမသိနိုင်လို့ပါတဲ့ဘာလို့မနေ့ပြန်မှာရှင်တန်ခွင့်ရဦးမယ်မရဘူးလို့ဘာလို့မသိနိုင်တာတုံးဆိုတော့နာဟိနောတင်္ကရန်တေနမဟာတေနေနမေဇုနာ မဟာတေနေနမေဇုနာ များစွာသောစਿੱတိရှိသောတေမင်းနဲ့နာဟိနောတင်္ကရန်တေနတို့တွေမှာဘယ်နေ့ဘယ်ချိန် ဘလိုနေထားမျိုးမှာတွေ့ရမယ်ကြုံရမယ်လို့ချိမ့်ချက်ထားတာမရှိလို့ပါပဲတဲ့နော်အလွန်မှစိတ်ထဲမှာဆွေးမြေ့ထားတဲ့နဲ့ဒေသနာလေးတစ်ပုဒ်လို့ဆိုခြင်းပါတယ်ဟုတ်လားဒီကနေ့ပဲလှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်ကိုလှုပ်ဖြစ်အောင်လုပ်လိုက်ပါဘာဖြစ်လို့လဲမနေ့ပြန်ဆိုတာနေရမယ်မနေရဘူးဆိုတာဘယ်သူမှအတိအကျမသိနိုင်လို့ဘာလို့မသိနိုင်တာတုံးဆိုတော့ညာစွာသောစစ်တီရှိတဲ့တေမင်းနဲ့ တတ္တဝါတွေကပဲချင်းတွေးကြမယ်လို့ချင်းချက်ထားတာမရှိလို့တဲ့လူများစွာသောစਿੱတိရှိသောတေမင်းဆိုတာဒီကဒီခန္ဓာကိုယ်ကြီးကိုပြောတာများစွာသောစਿੱတိရှိတယ်ဆိုတာကအမျိုးမျိုးသောအကြောင်းတရားတွေကြောင့်ခန္ဓာကိုယ်ကြီးဟာပျက်စီးသွားနိုင်တယ်ဆိုတာကိုယဉ်ညွှန်းတာအကြောင်းမျိုးမျိုးကြောင့်ခန္ဓာကိုယ်ကြီးဟာပြက်နိုင်တယ်ခန္ဓာကိုယ်ကြီးကိုယ်တိုင်ကတေမင်းပဲအကြောင်းမျိုးမျိုးကြောင့်ပြက်နိုင်တယ် ့ပျက်စီးတရားအကြောင်းတရားတွေအများကြီးရှိတယ်အဲ့ဒါကိုကြတော့များစွာသောစစ်တီလို့ဒီလိုရည်ညွှန်းတယ်နော်အဲ့တော့များစွာသောစစ်တီရှိသောတေမင်းဆိုတာဘာပြောတာတော့အကြောင်းမျိုးမျိုးကြောင့်ပျက်စီးနိုင်တဲ့ဤခန္ဓာကိုယ်ဟုတ်လားအဲ့တော့ဒီတေမင်းနဲ့ကိုယ်နဲ့ချိန်ထားတာမရှိဘူးဆိုတာတင်စားပြောတာဟုတ်လားအဓိကမျိုးမျိုးသောအကြောင်းတရားတွေကြောင့်ပျက်စီးသွားနိုင်တဲ့ဒီခန္ဓာကိုယ်ကြီးနဲ့မိမိတို့ရဲ့အနေအထား ်ဘယ်ချိန်မှပြည့်စည်မယ်ဘယ်ချိန်ကျမှတို့လုံးကြစို့လို့ချင်းချက်ထားတာတီလုံးတိုက်ထားတာ မရှိဘူးတဲ့ဆိုလိုတာကအကြောင်းအားလျော်စွာ ဖြစ်ချင်တာဖြစ်သွားနိုင်တယ်ပေါ့နော် ပြောရရင် ရှင်သန်းနေရတဲ့ဒီဘဝလေးကမတေချာမှုမရေရာမှုတွေနဲ့တွားနေတာပုရုသင်တဘာဝဉာဏ်ပညာနှုတ်နေလို့သာကိုယ်ဘဝကိုအခိုင်အမာသဘောထားပြီးတော့အနာဂတ်အတွက်အမျိုးမျိုးစဉ်းစားကြံစပြီးတော့နော် နေကြထိုင်ကြပြောကြဆိုကြလှုပ်ကြကြိုင်ကြတာတကယ်တကယ်က ဘုဖုံတို့ဘဝရဲ့အခြေအနေမှန်ကဘလို့သဘောနဲ့သွားနေတာတို့မတိကြမှုနဲ့သွားနေတယ်နော်အခြေမရွေးဘာမှရှုဖြစ်သွားနိုင်တဲ့အနေအထားပေါ့အဲ့ဒါကိုကအမှန်တရားကြီးပဲဒီခန္ဓာကိုယ်ထဲမှာဘုဖုံတို့ပျက်စီးဖို့အတွက်ဘလို့ຢာတွေဖောက်ပြန်နေတယ်ဘာတွေဖြစ်နေတယ်လို့ဘုဖုံတို့မသိနိုင်ဘူးအတုသဖြင့်အသက်40 50 60အရွယ်တွေဆိုလို့ရှိရင်ဒါမသိနိုင်ဘူးနောက်ကင်စာဖြစ်เสียအကြောင်းတရားတွေလည်းအထက်ထဲမှာဖြစ်ခြင်းဖြစ်နေမှာပဲ။ ကောင်းအထည်ပေါ်မလာသေးတာပဲရှိမယ်ပေါ့နော်တချို့ဆိုရင်ဆိုကြပါစို့ဆေးသွားဆေးလို့ကင်းစားလို့ဖြစ်တယ်ဒါလွန်ခဲ့တဲ့3-4လလောက်တည်းကစားသူကအထဲမှာတီဆောက်နေတယ်ကိုသိသလားမသိဘူးသွားစစ်မှသာတွေ့ရတာကိုဟုတ်လားအရာတက်20 30ရွယ်လေးတွေလည်းဖြစ်နေတာမရှိဘူးလားရှိတယ်အဲ့တော့တကယ်တကယ်ကတော့ဘယ်ရွယ်လို့ကိုပြောရဖို့ပြောဖို့အတိအကျပြောဖို့မလွယ်ပါဘူးเนาะအရွယ်တိုင်းမှာအမျိုးမျိုးသောဆိုးတဲ့အခြေအနေတွေဟာ ဖြစ်နိုင်တာပဲဒါလည်းပဲခန္ဓာကိုယ်ကြီးရဲ့သဘာဝပဲသူ့ရဲ့ဒီဆောက်ထားပုံကိုကစားတော့ပျက်စီးမှုတွေကိုရှေ့ရှုပြီးတော့ဖြစ်ပေါ်နေတဲ့သဘာဝကြီးပဲဟုတ်လားဘလောက်ပဲခိုင်မာပါတယ်ဆိုတဲ့လူပဲဖြစ်ဖြစ်အလွန်ဆုံးနှစ်ပေါင်း၁၀၀ပို့နေနေပဲလို့ဒါဘုရားဟောတာဟုတ်လားဒီခေတ်မှာအဲ့လောက်သက်ရှိတဲ့လူလည်းပဲဒါအလွန်ရှားတယ်လို့ဆိုနိုင်ပါတယ်အဲ့တော့ပြောရင်တော့ဘာတော့ညာစွာသောစਿੱတ္တိရှိတဲ့တေမင်းနဲ့ ချိမ့်ချက်ထားတာမရှိဘူးဆိုတာပါလဲပျက်စီးတရားကြောင်းတရားအလွန်များပြားတဲ့ခန္ဓာကိုယ်ကြီးနဲ့မိမိတို့တွေဟာတော့ဘယ်ချိန်မှပြက်ကြဆို့ဘယ်ချိန်ကျမှပြက်မယ်လို့ချိမ့်ထားတာမရှိဘူးတဲ့ဒါကြောင့်မို့လို့မနှဲ့ဖြံဆိုတာတောင်းသေးကြတဲ့သဘောမရှိဘူးပေါ့နော်အဲ့လိုမနှဲ့ဖြံတောင်းမသေးကြဘူးဆိုတော့တပတ်ခါဖနှွက်ကဆိုတော့တော့ပြောမနေနဲ့ပေါ့ဆိုတဲ့အတိတ်ပဲကဟုတ်လားဒါကြောင့်မို့လို့ဒီနေ့ဒီပင်လျင်နော်လှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်ကို အလုတ်တင်ဆုံးအချိန်လို့ဒါမြတ်စွာဘုရားရွေးချယ်ပြီးတော့ပြတယ်ဟုတ်လားအဲ့တော့အဲ့တော့အကြီးကြီးမြတ်စွာဘုရားနော်လှုပ်ခိုင်းတဲ့အလုတ်ကဘလို့အလုတ်မျိုးတော့အခုဘုံဘုံပြောနေတဲ့ဒီဂါထာလေးကဗတ္တိကာရတ္တတုတ်တန်ထဲမှာလာတဲ့ဂါထာလေးသူ့ရဲ့ရှေ့ကအရင်နှစ်ဂါထာမြတ်စွာဘုရားဟောထားတယ်အဲ့ဒီနှစ်ဂါထာကနော်မြင့်မြတ်တဲ့လုပ်ငန်းစဉ်ကိုပုံဖော်ပြထားတာပေါ့နော်ဒီနေပဲလှုပ်တင်လှုပ်ထိုက်တဲ့အလုတ်ကိုလှုပ်လိုက်မနေ့ပြန်ဆိုတာမသေးကြဘူးဘာဖြစ်လို့တော့ ျက်စီးစရာအကြောင်းတရားအများကြီးရှိတဲ့ဒီခန္ဓာကိုယ်နဲ့ချိန်ထားတာမရှိလို့ဘယ်ချိန်ကျမှပြက်ကြမယ်လို့တီလုံးတိုက်ထားတာမရှိလို့အဲ့လောက်ထိပြောရလောက်အောင်အရေးပါတဲ့လုပ်ငန်းကဘလို့လုပ်ငန်းမျိုးတုံးအခုကိုလုံလိုက်ပါကွာလို့ပြောရလောက်အောင်အရေးကြီးတဲ့အလုပ်ကဘလို့လုပ်ငန်းမျိုးတုံးအဲ့ဒါရှေ့နဂါထာကအဲ့ဒါကိုမြတ်စွာဘုရားညွှန်ပြထားတာဒါအနှစ်ချုပ်ပြီးတော့ဘုံဘုံတို့ပြောတဲ့အနေထားလေးမို့လို့အကြံမြင့်လေးပဲပြောတာပေါ့နော်အဲ့တော့ဘယ်လိုမြတ်စွာဘုရားကအဲ့ဒီမြင့်မြတ်တဲ့လုပ်ငန်းစဉ်ကို တော့ဒီကနေ့ပဲလှုပ်လိုက်ပါလို့တိုက်တွန်းလိုက်တဲ့လုပ်ငန်းစဉ်ကိုဘလိုလေးမြတ်စွာဘုရားပုံဖော်ပြတော့အတိတဏနာဂမိယနပတိကင်ခေအနာဂတံယရတိတံပိဟိနန္တအပတ္တင်္စအနာဂတံနော်အတိတ်ကိုလည်းအစင်မလိုက်နဲ့အနာဂတ်ကိုလည်းအစင်မလိုက်နဲ့အတိတ်ဆိုတာပြီးခဲ့ပြီပျောက်ခဲ့ပြီမရှိတော့ဘူးအနာဂတ်ဆိုတာ ရောက်မလာသေးဘူးတဲ့ဟောအဲ့ဒီကဒါလေးရဲ့အတိတ်ပဲကဟုတ်လားပြီးခဲ့တာတွေဟာပြီးခဲ့ပြီဘာမှမရှိတော့ဘူးရှာလို့လည်းမတွေ့နိုင်တော့ဘူးတကယ်က တကယ်ကိုသာဝရပြီးခဲ့ပြောက်ခဲ့တော့တာနောက်မနေ့တုန်းကကိစ္စအရင်လားကိစ္စအရင်နှစ်ကကိစ္စဟာအဲ့ဒါတွေအဲ့လောက်ဝေးတာတွေထားလိုက်အောင်ခုတင်လေးဖြစ်ခဲ့တဲ့ကိစ္စကိုတကယ်ကမရှိတော့ဘူးဒါကြောင့်မြတ်စွာဘုရားအတိတ်ကိုဘလို့မှတ်မှန်ကန်ကန်သုံးသပ်ပြတော့ယတ္တတီတံပဟိနန္တံနော်အတိတ်ဆိုတာပြီးခဲ့ပြီကုန်ခဲ့ပြီပျောက်ခဲ့ပြီဘာမှမရှိတော့ဘူးတဲ့အဲ့အဲ့လောက်တော့ပြည့်ပြည့်တသားပြောထားတာအဲ့ဒါကြောင့်မလို့အတီတံနာနာကမေယပြီးခဲ့ပြီသားတွေနဲ့ပတ်သက်ပြီးတော့ ဘာမှအဲ့ဒါရဲ့စိတ်ထဲမှာအကုသိုလ်တွေမဖြစ်စေနဲ့ပူလောင်မှုတွေမဖြစ်စေနဲ့ဘာမှမရှိတော့တဲ့အရာကြီးနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာပူးနေတာလောင်းနေတာဒါဘလောက်မိမ်မဲရရောက်လဲဆိုတဲ့အတိပ္ပယ်မျိုးထိကိုကတွေ့တဲ့ရမှာနော်အနာဂတ်ကိုကြတော့မြတ်စွာဘုရားဘလို့ဘလို့သုံးသပ်ပြတော့အပ္ပတင်္ဆာအနာဂတံအနာဂတ်ကရောက်မလာသေးဘူးတဲ့ဟောရောက်မလာသေးဘူးဆိုတော့ဆန္ဒတွေသိဆိုးမနေနဲ့သူလည်းတကယ်မရှိသေးဘူးလို့ပြောတာပဲဟုတ်လားဒါကြောင့်တကယ်မရှိသေးတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့လည်းပဲစိတ်ကို ော်ရှားကဒေါသမောဟတို့ဖြစ်မပင်ပန်းစေနဲ့မပူလောင်စေနဲ့အကုသို့မဖြစ်စေနဲ့လို့ပြောတာဟုတ်လားဒါကြောင့်အတိတ်ကိုလည်းမပြန်နဲ့အနာဂတ်ကိုလည်းမကြံနဲ့ဘာကြောင့်လဲအတိတ်ဆိုတာမရှိတော့ဘူးအနာဂတ်ဆိုတာရောက်မလာသေးဘူးတဲ့အလွန်ကောင်းတဲ့ဒေသနာလေးရေနော်အဲ့ဒါလိုလေးသုံးသပ်ပြပြီးတော့မြတ်စွာဘုရားကအဲ့ဒါလိုအတိတ်ကိုမပြန်ဘူးအနာဂတ်ကိုမကြံဘူးတကယ်လက်တွေ့မှာဘလို့နေမတော့ဩဒုတိယကဒါ ပိစုတ်ပန်နေစာယောဓမ္မတတတထဝိပတ္တိအတန်ဟိရအတန်ကုတ်ပံတံဝိရမနုပြုဟေ၏အခုလောလောဆယ်ပိစုတ်ပအခိုက်အတန်တိုင်းအခိုက်အတန်တိုင်းမှာဖြစ်ဖြစ်နေတဲ့ယုံဉာဏ်တဘာဝတရားလေးတွေပုဂ္ဂိုလ်တတ္တဝါသဘောမဟုတ်တဲ့ဟုတ်လားအခုလောလောဆယ်ပိစုတ်ပအခိုက်အတန်တိုင်းအခိုက်အတန်တိုင်းမှာဖြစ်ဖြစ်နေတဲ့ပို့ပြီးတော့ရှင်းအောင်ပြောရင်မြင်းမြင်းနေတဲ့ကြားကြားနေတဲ့တွေးတွေးနေတဲ့ခံစားခံစားနေတဲ့တဘာဝလေးတွေဟုတ်လား အဲ့ဒီပြစ္ဆုတ်ပံမှာဖြစ်နေတဲ့အခိုက်အတန့်ပဲအဲ့ဒီသဘာဝတရားလေးတွေကိုသူတို့ဟာဘလို့သဘောရှိသလဲဆိုပြီးတော့သူတို့ရဲ့သဘောလေးတွေကိုအမှန်မြင်အောင်ကြည်နေတဲ့ပြစ္ဆုတ်ပံနဲ့စရောဓမ္မတတ္ထတတ္ထဝိပတ္တိအခုလောလောဆယ်ဖြစ်ဖြစ်နေတဲ့သဘောလေးကိုအမှန်အတိုင်းမြင်အောင် ကြည်ကြည်နေတဲ့အမှန်အတိုင်းမြင်အောင် ကြည်တယ်ဝိပတ္တိဝိပဿနာဟုတ်လား ကိုဘုန်းတို့ရဲ့ပဂရိမျက်စီကအမှန်တိုင်းမြင်တာမဟုတ်ဘူးအပေါ်ရံအယောင်နေလောက်ကိုပဲလှတယ်မလှဘူးကြည့်ကောင်းတယ်ကြည့်မကောင်းဘူးလောက်ပဲမြင်တာအပေါ်ရံပဲမြင်တာအဲ့လိုအပေါ်ရံမြင်တော့ကြိုက်တယ်မကြိုက်ဘူးနဲ့ပဲတော့တုံ့ပြန်ပြီးတော့ဆင်းရဲခြင်းနဲ့ပဲအဆုံးသတ်သွားတာပေါ့ဟုတ်လားဒါကြောင့်မြတ်စွာဘုရားကကြည့်ကောင်းတယ်ကြည့်မကောင်းဘူးဆိုတဲ့အမြင်နော်ကြိုက်ခြင်းမကြိုက်ဖြစ်ဖြစ်တုံ့ပြန်မှုဆင်းရဲဒုက္ခဖြစ်အဆုံးသတ်မှုအဲ့ဒါတွေမဖြစ်စေဖို့ ဟုတ်လားအဲ့ဒီကြည်ကောင်းတယ်ကြည်မကောင်းဘူးလို့ထင်နေတဲ့အရာတွေရဲ့အပေါ်မှာအမှန်မြင်အောင်ကြည်ခိုင်းတာအဲ့ဒါတွေကဘလို့သဘောရှိတုံးတကယ်ကအနိစ္စဒုက္ခအနတ္တပဲလေဖြစ်နေတဲ့တရားတွေကအနိစ္စဒုက္ခအနတ္တပဲမမြဲတဲ့သဘောမကောင်းတဲ့သဘောနော်ကိုဖြစ်ချင်တိုင်းမဖြစ်တဲ့သဘောသူ့အကြောင်းရှိတဲ့အတိုင်းဖြစ်နေတဲ့သဘောဟုတ်လားမမြဲတဲ့သဘောမကောင်းတဲ့သဘောအကြောင်းရှိသည့်အားလျော်စွာဖြစ်နေတဲ့သဘောအနိစ္စဒုက္ခအနတ္တဆိုတာအဲ့ဒါပဲလေဟုတ်လား အဲ့ဒါလိုမျိုးပြစ္ဆုတ်ပံမှာဖြစ်နေတဲ့တရားကိုအိစ္ဆဒုက္ခအနတ္တအမှန်တိုင်းမြင်အောင်ကြည်နေတဲ့အဲ့လိုကြည်နေလို့ရှိရင်အတ္တဟိရံအတ္တကုတ်ပံအဲ့ဒီကြည်နေတဲ့အခိုက်အတ္တမှာဒီစိတ်ကိုအဲ့ဒီကိုကြည်နေတဲ့အာယုန်တွေကကိုမြင်နေရတဲ့အဲ့ဒီသဘာဝတရားတွေကလောဘဖြစ်အောင်လည်းမဖြားရောက်နိုင်ဘူးဒေါသဖြစ်အောင်လည်းမဖြည့်ဆည်းနိုင်ဘူးတဲ့ဘလောက်ကောင်းတော့နော်ပြစ္ဆုတ်ပံမှာဖြစ်နေတာလေးကိုကိုကအမှန်တိုင်းမြင်နေတဲ့အခိုက်အတ္တလေးမှာအဲ့ဒီကိုအမှန်တိုင်းမြင်နေတဲ့အာယုန်လေးက ကိုယ်စိတ်ကိုຢာကဖြစ်အောင်လဲမဖြားရောက်နိုင်ဘူးဒေါသဖြစ်အောင်လဲမဖြက်ရှင်းနိုင်ဘူးဆိုလိုတာကအဲ့ဒီအချိန်မှာစိတ်ကအလွန်ကိုပဲအည်သွေးရှိတယ်အလွန်ကိုပဲတန့်ရှင်းတယ်ဖြူရှင်တယ်ကောင်းမွန်တယ်ဘာလို့လဲဆိုတော့ຢာကဒေါသတို့ဖြင့်เนาะဖြားရောက်ခြင်းဖြက်ရှင်းခြင်းကို မခံရလို့တော့စိတ်မှာအညစ်အကြေးကင်းသွားတာပေါ့เนาะအဲ့ဒါလိုနေတဲ့နီးဟာဘဝမှာ အမြင့်မားဆုံးအမြင့်မြတ်ဆုံးနေတဲ့နီးလို့ ဆိုရမယ်ဟုတ်လားကိုယ်စိတ်မှာနော်ရာဂဒေါသမောဟမဖြစ်အောင်နေတဲ့နီးလောက်ကောင်းတဲ့နီးပဲရှိမယ်တော့ဟုတ်လားဒါကြောင့်ပြစ္ဆုတ်ပံမှာဖြစ်နေတဲ့တရားလေးကိုအိဋ္ဌဒုက္ခအနတ္တပဲဟဲလို့အမှန်သိအောင်အမှန်မြင်အောင်ကြည်ပြီးတော့နေရှုပြီးတော့နေအဲ့လိုနေလို့ရှိရင်ဒီအာယုန်တွေကဒီတဘာဝတရားတွေကကိုယ်စိတ်ကိုလောဘဖြစ်အောင်လည်းမဖျားယောင်းနိုင်ဘူးဒေါသဖြစ်အောင်လည်းမဖျက်ဆီးနိုင်ဘူး အဲ့ဒါလိုနေတဲ့နီးနဲ့ပညာရှိတွေဟာနေကြတယ်တဲ့တန်ဝိတော်မနုပြဖွဲ့ရေဆိုတာအဲ့ကိုပြောတာဟုတ်လားပိစုပန်နေစယောဓမ္မတတ္ထတတ္ထဝိပတ္တိအတန်ဟိရအတန်ကုတ်ပံတန်ဝိတော်မနုပြဖွဲ့ရေအာသူကလုပ်ငန်းစဉ်ကိုပြတဲ့အလွန်ရှင်းလင်းပြသားတဲ့ဒေသနာတော့နော်ကာထာနှစ်ပုဒ်ဟုတ်လားပထမကာထာပါပြောတော့အတိတ်ဆိုတာပြီးခဲ့ပြီအနာဂတ်ဆိုတာမရောက်သေးဘူးဒါကြောင့်အတိတ်ကိုမပြန်နဲ့အနာဂတ်ကိုမကြံနဲ့ တိကြပြောရင် အတိတ်ကိုလည်းစိတ်ကအစင်လိုက်မနေနဲ့အနာဂတ်ကိုလည်းအစင်လိုက်မနေနဲ့ဟုတ်လားဟိုမိခင်နွားမကြီးရဲ့နောက်ကိုမွေးကာသနွားငယ်လေးဟာတခေါက်ခေါက်လိုက်နေတယ်ဘယ်သွားလို့မှသူကမပြတ်ဘူးလိုက်နေတယ်အဲအစင်လိုက်နေတယ်ဆိုတော့ခေါင်းထဲမှာအဲ့ဒီဥမာလေးပေါ်လာတယ်မြတ်စွာဘုရားလည်းအဲ့ဒီဥမာလေးခဏခဏပေးတာရှိတယ်အဲ့လိုပဲဘုံဘုံတို့စိတ်တွေကအာယုံနောက်ကိုအစင်လိုက်နေတယ်တခေါက်ခေါက်နဲ့လိုက်နေတယ်ဘယ်ပဲလိုက်နေတာများအတိတ်သို့မဟုတ်အနာဂတ် မရှိတော့တာတွေနောက်ကိုလိုက်နေတာနော်မရောက်သေးတာတွေနောက်ကိုလိုက်နေတာနော်ဘလောက်မှန်ပါတော့စဉ်းစားကြည့်နော်ဒါကြောင့်မို့လို့မြတ်စွာဘုရားအတိတ်ကမရှိတော့ဘူးအနာဂတ်ကမရောက်သေးဘူးအတိတ်ကိုအစင်မလိုက်နဲ့အနာဂတ်ကိုအစင်မလိုက်နဲ့ဘလို့နေရမှာတော့အခုပြစ္ဆုတ်ပါမှာဖြစ်နေတဲ့တဘာဝတရားကိုအမှန်သိအောင်ကြည့်ပြီးတော့နေအဲ့ဒါဆိုလို့ရှိရင်ဒီစိတ်ကလောဘဒေါသမဖြစ်ဘူးအဲ့ဒီလိုမြင်မာတဲ့နေတဲ့နီးနဲ့ပညာရှိတွေဟာနေကြတယ်တဲ့ဒါနေနီး အကောင်းဆုံးအကျင့်မြတ်ကိုမြတ်စွာဘုရားညွှန်ပြဟုတ်လားအဲ့ဒီလိုနေတဲ့နီးနဲ့ဘယ်သူတွေနေကြတာတော့အမျော်မြင်ရှိတဲ့ဉာဏ်ရှိတဲ့လူတွေဟာနေကြတယ်တဲ့အဲ့ဒီနှစ်ကာထာပြီးမှသောသောကာထာကိုမြတ်စွာဘုရားဟောတာနော်အစ္စေဝကိစ္စမာတ္တပံဒီကနေ့ပဲလှုပ်တဲ့လှုပ်ထိုက်တဲ့အလွန်မမြတ်တဲ့အဲ့ဒီအလုပ်ကိုလှုပ်ဖြစ်အောင်လှုပ်လိုက်ကိုယ်စင်ညာမတဏ္ဍသူဝေမနဲ့ပြန်မှာရှင်တန်ခွင့်ရအောင်မယ်မရတော့ဘူးဆိုတာဘယ်သူမှမသိနိုင်ဘူး။ဘာကြောင့်မသိနိုင်တာတော့အကြောင်းပြချက်အလွန်ကောင်းတယ်နော်။ မဟာတိနေနမិစုနာများစွာစਿੱတိရှိသောတေမင်းနဲ့နိုင်တော်တင်္ကရန်တေနတတ္တဝါတွေဟာချိန်ထားတာမရှိဘူးပျက်စီးတဲ့အကြောင်းတရားအလွန်များတဲ့ဒီခန္ဓာကိုယ်ကြီးနဲ့တတ္တဝါတွေဟာဘယ်ချိန်မှတို့တေကြမယ်ဘယ်ချိန်မှတို့ပျက်စီးကြမယ်လို့နော်ဒီလုံးတိုက်ထားတာချိန်ထားတာမရှိဘူးတဲ့ဟောဆိုလိုတာကသောသောကပြောတဲ့အလွန်မွန်မြတ်တဲ့အဲ့ဒီဝိပဿနာအကျင့်ကိုနော်အဲ့ဒီလိုခံယူချက်နဲ့အော်မနေ့ပြန်တော့မှငါရှင်ဖို့မသေးကြဘူးဆိုတဲ့ခံယူချက်နဲ့ စဉ်းစားကြည့်နော်ဒီခံယူချက်မျိုးဖုံဖုံတို့မှာရှိဖို့မလွယ်ဘူးနော်မနေ့ဖြန်တောင်ကမတည်ကြဘူးဆိုရပါစို့ဟွန်းမနေ့ဖြန်မှာ မုတ်ချကိုတည်မဲ့လူတယောက်တည်တံပေးခံရလို့ပဲဖြစ်စီဒါမှမဟုတ်တစုံတစ်ခုသောအကြောင်းကြောင့်သူကြိုတိနေတယ်ကြိုတိနေလို့ပဲဖြစ်စီမနေ့ဖြန်တည်တော့မယ်သူ့ရဲ့ရှင်သန်မှုကဒီနေ့တည်းရဲ့ပဲရှိတော့တယ်ဆိုရင်ကိုမြန်းတကယ်လို့အဲ့လိုဖြစ်ခဲ့မယ်ဆိုရင်ဘာလုပ်မလဲစိတ်တရားဘလို့တွေတွေးမယ်လို့ထင်လဲ စဉ်းစားကြည့်နော်အကောင်းဆုံးလို့ကိုပဲလုံးပါနော်ဟုတ်တယ်မဟုတ်လားအဲ့တော့ဝေးဝေးမဟုတ်ပါဘူးအဲ့ဒါလည်းပို့ပြီးတော့နီနီကကတွေးကြည့်ခဏနေရင်ကိုတည်တော့မယ်လို့များသိခဲ့မယ်ဆိုရင်ဒါအခုချိန်မှာတော့ဒီလိုအနေအထားမျိုးကြီးတွေးဖို့ဆိုတာအဝေးကြီးရှိသေးတယ်လို့ကိုကထင်နေပေမလို့တေချာတာကတော့တစ်ချိန်ချိန်မှာအဲ့ဒီအနေအထားရောက်အောင်ပါနော်ဟာငါတော့ခဏနေရင်တည်တော့မှနဲ့တူပါရဲ့ဆိုတော့တော့အတွေးမျိုးတွေးရတဲ့အနေအထားကိုဖုံဖုံတို့တွေရမုတ်ချရောက်မှနော် အဲ့ဒီမရောက်သေးပေမဲ့လို့ရောက်လာမယ်အဲ့ဒီအခြေအနေကိုအခုကြိုးပြီးတော့စိတ်ကူးကူးကြည့်စမ်းပါခဏနေရင်ငါတည်တော့မှာလားလို့တွေးမိတဲ့အချိန်မျိုးဆိုရင်အဲ့ဒီငါဘာလုပ်မှာတော့နော်ကောင်းတာမှရိုးရိုးကောင်းတာမလုပ်ဘူးကောင်းတဲ့မှာထက်ရွေးရုံးမှာဟုတ်တယ်မို့လားဘဘုန်းတို့တမင်းစားတော့လဲရွေးနေတာပဲလေ ဟင်းတွေအကုန်လုံးကစားလို့ရတဲ့ဟင်းတွေကြီးပဲဒါအကောင်းလေးတွေကြီးချက်ထားတာပဲလေရေထည့်လဲတန်တန်လေးထည့်ထားတာစီလဲအကောင်းလေးတွေအကုန်လုံးချက်ထားတာအဲ့ဒါတောင်မှဟင်းခွက်ထည့်ရောက်ပြီဆိုတော့ထပ်ပြီးတော့မလုပ်သေးတော့ရွေးသေးတယ်နော်ရွေးပြီးတော့ပကံများတဲ့ရောက်တော့လည်းပဲအကောင်းဆုံးထင်တာကိုပဲတစ်ခါထပ်ပြီးတော့အရင်ရွေးပြီးတော့စားပြန်တာပဲဟုတ်လားအမြဲတမ်းရွေးနေတယ်အဲ့လိုပဲဘုန်းတို့စိတ်ကရွေးချယ်မှုနဲ့နေတာပေါ့အဲ့တော့ငါခဏနေသေးတော့မှလားဆိုတဲ့အတွေးမျိုးတွေးရပြီဆိုရင် ပထမကောင်းတာကိုမြ мян ကိုမကောင်းတာတော့စင်းရင်တည်းကိုမထဲ့တော့ဘူးဟုတ်လားကောင်းတာကိုလုံးအဲ့ဒီကောင်းတာကိုမှကောင်းတာတွေတဲကမှပို့ပြီးတော့ကောင်းတစ်ထက်ကောင်းတဲ့အရာကိုထပ်ပြီးတော့ဘာလုပ်မလို့ရွေးချယ်စီစီအောင်မယ်အမဲဆိုဘုရားလည်းအဲ့ဒါကိုရွေးပြတယ်လို့ဘုံဘုံကထင်ပါတယ်မနေ့ဖြန်တောင်မသေးကြတော့ဘူးလို့နော်အမြင်ရှိတဲ့လူတယောက်ကဒီနေ့ဘာလုပ်မလဲဒီနေ့ဘာလုပ်မလဲအကောင်းဆုံးလုပ်ကိုလုပ်မယ်အဲ့ဒီအကောင်းဆုံးလုပ်ကရှေ့နှခါထာနဲ့ပြောထားတယ်နော် အတိတ်ကပြီးခဲ့ပြီမရှိတော့ဘူးအနာဂတ်ကမရောက်သေးဘူးเนาะဒါကြောင့်အတိတ်ကိုလည်းမပြန်နဲ့အနာဂတ်ကိုလည်းမကြံနဲ့အခုလောလောဆယ်ပြည့်စုံပံဖြစ်နေတဲ့သဘာဝတရားတွေကိုသာเนาะအမှန်ကန်သိအောင်စူးစမ်းစူးစမ်းပြီးတော့သွားဒါဆိုရင်အဲ့ဒီစိတ်ဟာเนาะလောဘဒေါသကင်းတဲ့အတွက်ကြောင့်အလွန်မှတန်ဖိုးရှိတဲ့အဆင့်မြင့်စိတ်ဖြစ်အောင်လေ့ကျင့်ရရောက်တယ်ဒီလိုနေနည်းနဲ့ပညာရှိတွေကနေကြတယ်အဲ့ဒါပြီးတော့မှဒီခါထားလေးကိုဟောတာဟုတ်လားမနေ့ဖြန်တောင်နေဖို့မသေးကြဘူးလို့ ဟုတ်လားအမြင်ရှိတဲ့လူတရားကဒီနေ့အလုတ်တင်ဆုံးလုပ်ကိုသူလှုပ်လိုက်မယ်ပေါ့နော်အဲ့ဒီနီးနဲ့မြတ်စွာဘုရားတိုက်တွန်းတာအဲ့ဒါမှနေကုန်းချုပ်နောက်ဆုံးဂါထာလေးကပါလာတော့ဧဝံဝိဟာရိအာတပိဟောရတ္တမတ္တန္တိတံတံဝေဘတ္တိကာရတောတိတန်တော်အာသိခတိမုနိဟုတ်လားအဲ့ဒီလိုမနှက်ပြန်တောင်းမှမသေးကြတော့ပါဘူးဒီနေ့ကိုပဲဒီလုပ်ကိုလှုပ်တော့မယ်ဆိုတော့ဒီနေ့လည်းပဲအချိန်နေသိပ်ပြီးတော့ဖြုံနေတော့မှမဟုတ်နော်ဒီလုပ်ကိုပဲဆက်တိုက်သူရသလောက်ကြိုးစားပြီးတော့လှုပ်သွားမယ်ဟုတ်လား အဲ့ဒီစိတ်ကူးမျိုးနဲ့အဟောရတမတ္တန်တိတံနေရောညင်ရောတဲ့ဟောညတောင်မအိတော်ဘူးသူကနေရောညင်ရောမပြင်းမရှိအတန်တိတံဆိုမပြင်းမရှိနေရောညာရောမပြင်းမရှိဧဝံဝိဟာရိအတာပိန်ပြင်းထန်တဲ့လုံလဝရိယနဲ့အဲ့ဒီအလုတ်ကိုလုတ်ပြီးတော့နေတဲ့ပုဂ္ဂိုလ်ကိုတံဝေဘတ္တိကာရတောတိတဲ့ဒီလိုကတော့ကောင်းသောညာရှိတဲ့ပုဂ္ဂိုလ်ပဲလို့နော်တန်တော်အာသိခတိမုဏိ ိလေသာငြင်းရတော်မူပြီးဖြစ်ကြတဲ့နော်ဘုရားရှင်ကိုရောမြတ်ကြီးတွေကအဲ့ဒါလိုချီးမွမ်းကြတယ်တဲ့ဟုတ်လားဒါကနေမှာနော်နေနေတဲ့အချိန်နေမှာအကောင်းဆုံးနေမှာညအိပ်စက်တဲ့အချိန်မှာ နောင်တာကင်းကင်းနဲ့ပီတိနဲ့ပတ္တိနဲ့ကောင်းကောင်းအိပ်ရမှာဒါကဘုံဘုံကအပေါ်ရန် ကောင်းတော်ညရဲ့အတိပဲလေးကိုတွေးကြည့်တာပါဟုတ်လားနေမှာကောင်းကောင်းနေမထားဘူးခတ်ပေါ်ပေါ်ပဲနေထားတယ်ဆိုညအိပ်စက်ခါနေမှာ နော်ကောင်းကောင်းနေထားတဲ့နေ့လောက်ကတော့ပီတိဖြစ်မှာမဟုတ်ဘူးကောင်းကောင်းနေထားတဲ့နေ့လောက်ကတော့စိတ်ထဲမှာနှစ်သက်မှုဝမ်းမြောက်မှုကြည်လင်မှုချမ်းသာမှုရှိမှာမဟုတ်ဘူးနော်နေ့မှာကောင်းကောင်းနေထားတယ်ဆိုရင်ညဘလို့ဖြစ်သွားမှာဟာအရန်ကောင်းသွားမှာဟုတ်လားအဲ့ရတာကိုဆိုချမ်းသာသွားမှာနော်ဟုတ်လားဒါကြောင့်ကောင်းသောညလို့ပြောတဲ့စကားလေးရဲ့အဓိပ္ပာယ်ကလည်းစဉ်းစားရကောင်းတယ်နော်ဘတ်ဒီကာရတကောင်းသောညနောက်ကထာ၄ပုံနော်အဲ့ဒါဒီခါတာ၄ပုံကိုမြတ်စွာဘုရားလက်ထက်က နော် net ပြည်လောကမှာတောင်မှထင်ရှားတယ်အဲ့ဒါတချို့ net တွေဟာဒီဂါထာလေးဘုတ်ကိုအရကျက်ထားတာတောင်ရှိတယ်လို့ပြောတယ်ဟုတ်လားတချို့ဆိုရင်ယဟန်တွေကိုလာပြီးတော့တိုက်တွန်းတာရှိတယ်ဒီဂါထာတွေအကျဲအကျင်းတွေရဲ့အတိဘယ်ကိုနားလည်အောင်လုပ်ပြီးတော့ရွတ်အန်တရေစေမယ်ဆိုလို့ရှိရင်အလွန်မှအကျိုးကြီးတယ်ဟုတ်လားဘုံဘောတော့အတိဘယ်အလွန်ကောင်းလို့နော်ပိဋိဒီပါတွေရွတ်တာလည်းပဲရွတ်ပေါ်အလွန်ကောင်းပါတယ်ဟုတ်လားဂုံတော်တွေမေတ္တာတွေရွတ်တာအလွန်ကောင်းပါတယ်ဟုတ်လားသို့တော့ဒီဂါထာတွေကိုလည်းပဲ ရွတ်တင်တယ်လို့မထင်ဘူးလားနော်ဘာမှမကြောက်ဘူးနော်ခဏလေးကိုယ့်ရဲ့ဒီမေးလျော့နေတဲ့စိတ်ကိုတဖန်ပြန်ပြီးတော့နော်အစ်စ်ပြန်လှုပ်ပေးရနှုတ်ဆွပေးရလဲရောက်မယ်ပေါ့နော်ဘဝမှာဘလို့နေရမယ်ဆိုတာလေးကိုဒါမျိုးဆိုဖခင်ရဲ့ဆန္ဒပေါ့မြတ်စွာဘုရားရဲ့ဖြစ်စီခြင်းတဲ့သဘောလေးတွေလည်းပဲဒီထဲမှာထင်းထင်းရှားရှားမတွေ့ရဘူးလားတွေ့ရရနော်အလွန်ကောင်းတယ်ဟုတ်လားအတိတ်ဆိုတာပြီးခဲ့ပြီအနာဂတ်ဆိုတာမရောက်သေးဘူးဒါကြောင့်အတိတ်ကိုမပြန်နဲ့အနာဂတ်ကိုမကြံနဲ့ ခုလောလောဆယ်ဖြစ်နေတာလေးကိုအိဋ္ဌဒုက္ခအနတ္တလို့အမှန်သိအောင်စူးစမ်းပြီးတော့နေဒါဆိုရင်ဒီစိတ်ဟာလောဘဖြစ်အောင်လည်းအဖျားယုံမခံဘူးဒေါသဖြစ်အောင်လည်းဖြည့်ဆည်းမခံဘူးအဲ့လိုနီးနေပညာရှိတွေဟာနေကြတယ်ဒီမြင့်မြတ်တဲ့လူကိုဒီနေပဲလှုပ်လိုက်မလဲပြန်ဆိုတာမသေးကြဘူးဘာလို့မသေးကြတာတော့ပျက်စီးတဲ့အကြောင်းတရားမျိုးစုံရှိတဲ့ခန္ဓာကိုယ်ကြီးဖြစ်နေလို့မလဲပြန်မသေးကြတာဟုတ်လားအဲ့ဒီလိုစိတ်တတ်မျိုးနဲ့နေရောညာရောမပြင်းမကြီးပြင်းပြင်းထန်ထန်စူးစမ်းမယ်ဆိုရင်အဲ့ဒီလိုပုံကိုမျိုးကို ငင်းအေးတော်မူဖြစ်တယ်ဘုရားဆရာရှိတဲ့သူတော်ကောင်းကြီးတွေကကောင်းတော်ညာရှိတဲ့ပုဂ္ဂိုလ်လို့ပြောရတယ်တဲ့ချီးမွမ်းကြတယ်တဲ့ဟုတ်လားဒါကြောင့်တရားတွေကတော့ကောင်းတဲ့တရားတွေကြီးပါပဲသို့တော့ကောင်းတဲ့တရားတွေတဲကမှကိုယ်စိတ်နဲ့ပိုးပြီးတော့နော်နှစ်ချိုက်တဲ့ထပ်ပြီးတော့ရွေးမယ်ဆိုရင်ဒီတရားလေးကစိတ်ထဲမှာအလုံးမကိုပဲနှစ်သက်ရတဲ့တရားတစ်ပုဒ်ဒါလေးကိုနောက်ဒီကမာကြီးတို့ဘုံဘုံတို့အမြတမ်းဝေခါနေလေးမှာစိတ်ထဲမှာနော်ကုစုအစွမ်းတတ္တိတွေပို့မှုပြီးတော့ထက်မြက်စီဖို့ ကုသိုလ်တရားတွေပို့ပြီးတော့ဖြူရှင်စေဖို့နှလုံးသွင်းဆင်ခြင်ဖို့ဒါလေးကိုပြောပြပါတယ်ဟုတ်လားဒါဆိုရင်လှူဒန်းထားတဲ့ကုသိုလ်ရှိတဲ့သီလဆောက်တည်ထားတာရှိတဲ့အခုတရားနာရင်ဖြင့်တမာရီပညာကုသိုလ်ကောင်းမှုများလည်းအထိုက်အလျောက်ဖြစ်သွားကြတယ်ပေါ့နော်အဲ့ဒီကုသိုလ်ကောင်းမှုတွေမိမိတန်တန်မှာရှိနေပြီဆိုရင်ဒီကုသိုလ်ကောင်းမှုတို့ကြောင့်မဉဏ်ဖူညာမျက်နှာပံကိုမျက်မှောက်ပြုပြရရှိလို့ဆုတောင်းကြရမယ်ပြီးရင်ကွယ်လွန်တဲ့မိခင်ကြီးစာထားအလုံးသောတတ္တဝအနန္တအညီအမြကုသိုလ်ကောင်းမှုရပြီးတော့ အဖို့ပါကကုသိုလ်ကောင်းမှုရဲ့အဖို့ပါကရပြီးတော့ချမ်းသာပါစေလို့ဒါအမြတ်တမ်းပေးဝေကြမယ်ဒါမိမိတို့လုံမဲဆိုတဲ့ရည်ရွယ်ထားတဲ့အလုတ်ရဲ့เนาะအစိအပိုင်းကလေးတွေပေါ့ဟုတ်လားဒါကြောင့်တရားနာနေကြတဲ့ပေသက်ပေါင်းသူတော်ကောင်းတို့သည်เนาะမဲ့ညာပုညံမျက်နှာပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုနိုင်သည့်အထိစူးစမ်းအထောက်နိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေတည်း